2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ညနေပိုင်းမိုးလေဝသအစီအစဉ်များကိုဆက်လက်လေ့လာခမတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့မနေ့ည24ရက်နေ့ည9နိုင်လောက်မှာထိုင်းနိုင်ငံဘရင်မယ်လော်ဂျီတီရီခစ်ကတော့ကုံသွားတယ်လို့တင်ပြရှိပါတယ်။ကျွန်တော်တို့အလုံးဝမ်းနေပါတယ်။ဒါကြောင့်လည်းဆိုရင်1988ခုနှစ်ကနေပြီးတော့မမပြီးက တိန့်ရှောင်လာရတဲ့အုပ်စုတွေဟာဖိုင်းနိုင်ငံအတွင်းမှာပတ်စပို့မရှိအထောက်အထားမရှိဘဲနဲ့စင်းရဲကြက်တဲစွာရုံးကန်နေရတဲ့ကာလမှာအာကတတောင်းသားလေးတွေကထိုင်းဘရင်မွေးနေ့မှာပန်းကြီးဆက်တာရင်းနဲ့ထိုင်းဘရင်ကြီးနဲ့ဘေမာကြီးကမင်းတို့တွေဘာလို့ဘန်ကောက်ကိုရောက်နေလာလဲလို့မေးတဲ့အခါမှာအခြေအနေတွေပြောပြတဲ့အခါမှာဘရင်ကြီးနဲ့ဘေမာကြီးက မြန်မာနိုင်ငံကလာတဲ့ចောင်းသားတွေနဲ့လှုပ်ရှားသူတွေအတွက်ထိုင်းနိုင်ငံမှာနေဝင်ပေးဖို့စီမံပေးပါလို့ညွှန်ကြားခဲ့တဲ့အတွက်ကျွန်တော်တို့88နိုင်ငံရေးចောင်းသားတွေနဲ့လှုပ်ရှားသူအလုံးဟာမနီလွိုင်းစခန်းကနေပြီးတော့တတိယနိုင်ငံကိုပြောင်းရွှေ့အသက်ရှင်နေထိုင်ခွင့်ရတဲ့ ကျေးဇူးရှိဘလို့ပဲမြန်မာနိုင်ငံသားတွေကိုလည်းဒီနေ့အချိန်ထိထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်နေရရှိနေတဲ့ဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့88ကျောင်းသားအုပ်စုတွေမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံကပြည်သူလူထုကြေကွဲဝမ်းမလို့ပဲကျွန်တော်တို့မေတော်ကြီးအတွက်လည်းကြေကွဲဝမ်းနည်းနေပါတယ်လို့ကျွန်တော်တို့ပြောပြရတယ်ဒီလိုကျွန်တော်တို့ကျေးဇူးရှိခဲ့တဲ့ ထိုင်းမေတော်ကြီးတက်တန်းကုန်သွားတဲ့အချိန်မှာထိုင်းနိုင်ငံရဲ့မိုးလေဝသကိုကြည့်မယ်ဆိုရင်တော့ထိုင်းနိုင်ငံအထက်ပိုင်းနခေါ်စုံဝကနေပြီးတော့ချင်းမိုင်ဒေသကြီးတစ်ခုလုံးမှာမိုးတွေစက်တိုက်ကြွာသွန်းနိုင်တယ်လို့ပဲထိုင်းနိုင်ငံရဲ့တောင်ဘက်ဘန်ကောက်ကာချနာပူရီရနောင်းဘက်မှာလည်းမိုးတွေဆက်လက်ပြီးတော့စက်တိုက် ရွာသွန်းနိုင်မဲ့အနေထားရှိတဲ့အတွက်ကြောင့်မလို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။တစ်ဆက်တည်းမှာမြန်မာနိုင်ငံအတွက်ကိုလေ့လာမယ်ဆိုရင်တော့ဒီကနေ့မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်ထဲမှာလေဆိုင်ဝဲတစ်ခုစတင်ဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ဒီလေဆိုင်ဝဲဟာတဖြည်းဖြည်းအားကောင်းလာရင်လည်းမုံတိုင်းအဆင့်ကိုကူးသွားနိုင်တယ်လို့ မိုးလေဝသပညာရှင်များကခံမှန်းနေကြပါတယ်ဒီနေတိုင်းဝဲဟာ26ရက်နေ့ရောက်တဲ့အခါမှာ မုံတိုင်းတတိလေးအပြည့်စတင် အားကောင်းလာပြီးတော့ဝင်္ဂလာပင်လယ်ကြီးတစ်ခုလုံးကိုပတ်လည်လေတွေတိုက်ခတ်နေပါပြီထို့အတူပဲတောင်တရုတ်ပင်လယ်ကလာတဲ့လေတွေဟာမမာပြည်ကိုစတင်ဝင်ရောက်သလိုပဲထိုင်းပင်လယ်မှာလည်းလေဆိုင်ဝဲတစ်ခု ဖြစ်လာနိုင်ပါတယ်29ရက်နေ့မှာတော့ဒီလီဇန်ဝဲဟာ အားပုံမှုပြင်းထန်လာပြီးတော့မုံတိုင်းအတွင်စတင်ကူးပြောင်းနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းရပါတယ်28ရက်နေ့မှာတော့မုံတိုင်းဟာပုံမှုအားကောင်းလာရင်လည်းမြမာပြည်ကမ်းခြေအလွန်မှာလည်းလီဇန်ဝဲတစ်ခုထပ်ပြီးတော့ဖြစ်လာတာခန့်မှန်းတွေ့ရှိရပါတယ် 26ရက်နေ့မှာတော့မုံတိုင်းဟာအလွန်အလွန်အားကောင်းလာပြီးတော့မုံတိုင်းကတွန်းလိုက်တဲ့ရေငွေ့ရမြမာပြည်တဲကိုတောက်လျှောက်ဝင်သွားတဲ့အနေထားဟာ အနေဆရှိလာနိုင်ပါတယ်30ရက်နေ့မှာတော့ဆက်လက်ပြီးတော့တည်ရှိသလိုပဲ31ရက်နေ့မှာလည်းအားနေသွားနိုင်ပေမဲ့လည်းပြန်လဲအားကောင်းနိုင်တယ်လို့တချို့ခမန်းစစ်တွေရာပြထုံးမှုတွေ တွေ့လာရပါတယ်ဒီလိုအခြေအနေဟာဘင်္ဂလားပင်လယ်ထဲမှာ ရှိတဲ့မုန်တိုင်းဖြစ်လာမဲ့လေဆိုင်ဝဲဟာမတည်ငြိမ်သေးတဲ့အနေအထားမှာ ရှိပါတယ်မုန်တိုင်းမတည်ငြိမ်ပေမဲ့လည်းလေဆိုင်ဝဲကတွန်းပို့တဲ့လေတွေနဲ့ထုတ်လုတ်တဲ့ရေငွေ့တွေကြောင့်မလို့ဘင်္ဂလားပင်လယ်တစ်ခုလုံးမှာ တိမ်နေရေငွေ့တွေပြည့်နေတဲ့အတွက်ကြောင့်မလို့ဘင်္ဂလားပင်လယ်နဲ့ဆက်ဆက်ပြီးတော့လုပ်ငန်းလုပ်တဲ့လူတွေ အထူးသတိထားဖို့လိုသလိုပဲမြန်မာနိုင်ငံအတွင်းမှာတိမ်အမြင့်နေဆက်တိုက်ဝင်ရောက်နေတဲ့အတွက်ကြောင့်မလို့ဒီရေငွေ့ရေမုံတွေကကျွန်တော်တို့မြူနှင်းအဖြစ်နဲ့ကြပြီးတော့ခရီးသွားလာတဲ့လူတွေကိုအင်မတန်ဒုက္ခပေးနိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒီကနေ့25ရက်နေ့စနေနေ့မှာတော့ကျွန်တော်တို့တနင်္လာရီတောင်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမြောက်ဘက်မကွေးတိုင်းတောင်ဘက်ရခိုင်တိုင်းတောင်ဘက် ရခိုင်တိုင်းမြောက်ဘက်ချင်းတောင်တန်းကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းနဲ့ဆက်ဆက်ရှမ်းပြည်နယ်မှာစီးနှင်းမိုးတွေရွာကျနေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။မနေ့ပြင်26ရက်နေ့ရောက်တဲ့အခါမှာဒီဇိုင်းဝဲကပို့လွတ်လိုက်တဲ့ရင်ငွေတွေကြောင်းမလို့အောက်ပမာပြီးဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်တစ်ခုလုံးမကွေးတိုင်းအောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြဝ နေပြီးတော့မန္တလေးတိုင်းနဲ့ဆက်ဆက်ရှမ်းပြည်ဒေသတွေမှာမိုးဖွဲဖွဲနဲ့မိုးကျဲကျဲရွာနိုင်တယ်လို့ပဲချင်းပြည်နယ်မှာလည်းမိုးအနှဲငယ်ရွာတယ်လို့ကချင်းပြည်နယ်မှာလည်းမိုးအနှဲငယ်ရွာနိုင်ပါတယ်။တနင်္လာနေ့29ရက်နေ့ရောက်တဲ့အခါမှာတော့လေဆိုင်ဝဲစီကြောင်းနဲ့လေစီကြောင်းကြောင့်မလို့တနင်္လာရီတိုင်းမှာမိုးတီးထန့်စွာရွာနိုင်တယ်လို့ပဲကျွန်တော်တို့ AR တိုင်း ရန်ကုန်တိုင်းထက်ပဲပဲခူးတိုင်းရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးများနိုင်ပြီးတော့ချင်းတောင်နှံမန္တလေးတိုင်းနဲ့နေပြီးတော့ကြားမှာတော့နေရာကျဲကျဲမိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်အင်္ဂါနေ့28ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မြန်မာပြည်နေပြည်တော်ကနေအောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းရခိုင်ပြည်နယ် ချင်းပြည်နယ်အောက်ပိုင်းတို့မှာအချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ဒါမဲ့ပုတ်တူးနေ့29ရက်နေ့ရောက်တဲ့ခါမှာဆိုလို့ရှိရင်တော့မြန်မာပြည်အလယ်ပိုင်းကဖြစ်တဲ့မန္တလေးတိုင်း၊သခိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်း၊ချင်းတောင်တန်းအောက်ပိုင်း၊ရခိုင်ပြည်နယ်၊ AOD တိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားမိုးရွာပြီးတော့တချို့နေရာတွေမှာ တဲတဲမဲမဲမိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။ဒါမဲ့30နှစ်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့မြန်မာပြည်အထက်ပိုင်းကလွယ်ရင်ကြံတဲ့တိုင်းတဲ့ဒေသတစ်ခုလုံးမှာမိုးရွာနိုင်တဲ့အနေအထားရှိပြီးတော့ဒီနေရာမှာအထူးသတိထားဖို့ကတနင်္လာရီတိုင်းအောက်ပိုင်းဟာဘင်္ဂလားပင်လယ်ကလီဆိုင်ဝဲနဲ့တောင်တရုတ်ကလာတဲ့လီစီးကြောင်းရဲ့ ဖြတ်သွားရဒေသဖြစ်တဲ့ကြောင့်မလို့သတင်းနိုင်တိုင်းအောက်ပိုင်းမှာဆက်တိုက်မိုးတီးထန်စွာရွာသွန်းမဲ့အနေအထားကိုအထူးသတိထားဖို့လိုသလိုပဲမိတ်ဆွေများကိုယူကျုကိုရှယ်ပြီးတော့မျှဝေလိုက်ကြပါအတန်ဖိုင်လိုလို့ရှိရင်တော့ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ MP3 download လုပ်ပြီးတော့ဆက်လက်မျှဝေသတိပေးလိုက်ကြပါခင်ဗျာကျေးဇူးတင်ပါတယ်